ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ Disney ပြည်သက်တွေပါလာဒီတစ်ခါ Amazing Fan Season မှာတော့ဘူရာကလူတွေသိတယ်လို့လို့မသိတယ်လို့လို့ဖြစ်နေတဲ့ Disney ရဲ့နှုတ်ဝတ်ထားတဲ့ Easter Egg တွေတွေက၅ခုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 character တွေကိုရုပ်ရှင်တစ်ခုနဲ့တစ်ခုမှာချိတ်ဆက်မှုလေးတွေလုပ်ထားတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်2023ခုနှစ်မှာထွက်လာခဲ့တဲ့ Frozen 1ကားတဲ့ကအဲဆရဲ့နန်းတက်ပွဲကိုဆိုလို့ရှိရင် Rapunzel နဲ့သူ့ရဲ့ကောင်လေး Flynn Rider ပွဲတက်လာတာကိုမသိမသားလေးထည့်ထားတာတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်လေ1998ခုနှစ်မှာထွက်ခဲ့တဲ့ဟာဂျူလီဇက်ကားထဲမှာဟာဂျူလီစောင်းတဲ့ခေါင်းဆောင်အားဆိုလို့ရှိရင်ဒါ Lion King နဲ့ရပါတော့လူဆိုးချင်တဲ့ Scar ရဲ့ဒါတရေကို cameo အနေနဲ့သုံးထားဖြစ်ပါတယ်ဒုတိယတစ်ချက်နံပါတ် A113 ဒီနံပါတ်ဆိုလို့ရှိရင်အတိတ်ဆိုင်ကောင်းဖို့ထားထားတဲ့ခြေကနေနံပါတ်တော့မဟုတ်ဘူး Pixar ရဲ့ဇာတ်ကားတော်တော်များများမှာပေါ့နော်တွေ့ရတတ်တယ်ပေါ့ဥပမာ Toy Story Finding Nemo Cars ဆိုင်ဇာတ်လမ်းနေပေါ့ ဒါ Pixar နဲ့ Disney က animator တွေပေါ့နော်သူတို့ပညာသင်ယူခဲ့တဲ့နေရာ California အနုပညာအဖွဲ့အစည်းရဲ့စာသင်ခန်းနံပါတ် A113 ကိုဒါအမှတ်တရအနေနဲ့ထည့်ထားဖြစ်ပါတယ်။ Number 3 Hidden Mickey ဒါကတော့နာမည်ကြီးစက်ကောင်တစ်ခုဖြစ်တဲ့ Mickey Mouse ရဲ့ဥပေါင်းပုံစံပေါ့နော်အဝိုင်းသုံးဝိုင်းပုံစံကို Disney ရဲ့ဇာတ်ကားတွေမှာမကြာခဏထည့်သွင်းရေးဆွဲလို့ရှိတာကိုလည်းတွေ့ရပါတယ်။ ဥပမာတိမ်ပုံတွေဘူပေါင်းပုံတွေကြောက်တုံးပုံတွေပေါ့နော်အဲ့ဒါတွေအပြင်ဥမာတစ်ခါလေ့ကျလို့ရှိရင်နောက်ခံ background design မှာပါဒီလိုမျိုးအဝိုင်း၃ဝိုင်းကိုထည့်ပြီးတော့ရေးဆွဲတာကိုလည်းမကြာခဏတွေ့ရလိမ့်ရှိပါတယ် number 4အဲ့တဲ့သေဥဆောင်လေးနဲ့အမြဲလိုလိုအသုံးပြုလေးရှိတဲ့ Pixar ရဲ့ Pizza Planet Track 1995ခုနှစ်မှာ Trash ခဲ့တဲ့ Toy Story ဇာတ်ကားလေးရာဒီအဝါရောက် Pizza Planet Track လေးပေါ့နော်အဲ့ Track ကားလေးရာဆိုလို့ရှိရင် Brave တို့ Monster Inc လို့ဇာတ်ကားရေးမှာပါဒါ ဲ့တဲ့ခံမီကိုအနေနဲ့ပေါ့နော်ပြန်ပြီးအသုံးပြုထားတာကိုတွေ့ရပါတယ် number 5နောက်ထွက်လာမယ်ရုပ်ရှင်အစ်စ်တီရဲ့အရေးအမှတ်တွေကိုအရင်ရိုက်ခဲ့ပြီးသားကားတွေထဲမှာမတိမတားလေးခိုးပြီးတော့ထည့်ထားတတ်တယ်ဥပမာပြောရမယ်ဆိုရှင်2000ခုနှစ်မှာထွက်ခဲ့တဲ့ moon side ink ဇာတ်ကားထဲမှာဆိုရင်ဘူးကဆူလီကိုဒါနီမိုအယုတ်ကလေးလက်ဆောင်ပေးခဲ့ပေါ့နော်အဲ2003ခုနှစ်မှာဆိုလို့ရှိရင်တော့ finding nemo ဆိုတဲ့ဇာတ်ကားလေးကထွက်လာခဲ့တာဖြစ်ပါတယ်။ကဲ ဒီနေ့မော်တော်ပြပြပေးသွားတဲ့အကြောင်းအရာလေးကိုဒါစိတ်ဝင်စားမယ်လို့တော့ထင်ပါတယ်။ဒါအရင်တုန်းကလည်းတီးခဲ့ဘူးရင်လည်းတီးခဲ့ဘူးမယ်။ဒါအခုမှဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တည်သွားရဆိုလို့ရှိရင်လည်းဒါဝမ်းသာပါရယ်ပေါ့နော်။ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အခုအဆုံးထိကြည့်ပေးရအောင်။ကျေးဇူးတင်ပါတယ်။ Bye bye.